မင်္ဂလာပါကလေးတို့ရေဆမနဲ့ဒီနေ့အခန်း30လေးစပြောရအောင်နော်အခန်း30ခေါင်းစဉ်လေးကြည့်ပါအောင်ဗါတယ်လေအနှုတ်သင်ငန်းစာနှစ် ဟုတ်ပြီနော်ရှေ့ရအခန်းမှာရှေ့ဟိုးရှေ့ရအခန်းလုံးကဘာသင်ခဲ့လဲဆိုရင်အနှုတ်သင်္ကန်းစာ1ဟုတ်ပြီနော်သင်္ကန်းစာ1တင်ပြီးသားမလို့သင်္ကန်းစာဘာကိုရောက်တာလဲ2ကိုရောက်တာဟုတ်ပြီနော်အဲ့တော့အနှုတ်သင်္ကန်းစာ1ရှိတယ်အနှုတ်သင်္ကန်းစာ2ရှိတယ်အားဆိုလို့ရှိရင်ရှေ့အခန်း5လုံးကဆရာမတို့ကအပေါင်းသင်္ကန်းစာ2သင်ခဲ့တာဟုတ်ပြီနော်အဲ့တော့ရှေ့မှာအပေါင်းသင်္ကန်းစာဘာရှိခဲ့တာ1ရှိခဲ့တယ် ာပဲเนาะသင်ငန်းစာလေးတွေညားနေမှာဆိုလို့ကလေးတွေကိုအပိုင်းလေးတွေခွဲခွဲပြီးတော့ရှေ့ခန်းပြီးတော့နောက်တော်တော်လေးကြာမှနောက်ခန်းကိုနှွေးပြီးသားလည်းဖြစ်ဟုတ်ပဲเนาะသင်ငန်းစာလေးလည်းမမေ့အောင်နှွေးပြီးသားလည်းဖြစ်နောက်ထပ်အစ်စ်လေးတွေလည်းထပ်ပြောရင်းနဲ့ဟုတ်လားခေါင်းစဉ်လေးကပြန်ပြောပါအောင်အနှုတ်သင်ငန်းစာနှစ်ပါဟုတ်ပါတယ်ကြည့်ရအောင်เนาะ ဟုတ်ပြီဒီမှာတို့ပါပုံလေးလဲဆိုတော့တရိကံပုံအစိမ့်လေးအဲ့ဒါဆိုလို့ရှင်ဒီတရိကံပုံအစိမ့်လေးသင်္ကေတလေးလာပြီဆိုရင်ဆရာမပါပြောခဲ့လေကလေးတွေအတွက်သင်ယူမှုသင်ခန်းစာအသစ်ကလေးတွေဟုတ်ပြီနော်အတွေ့အခေါ်လေးတွေကနည်းနည်းလေးပို့ပို့သွားတဲ့အသည့်လေးတွေရမှာပေါ့အတွေ့အခေါ်လေးတွေက site design မှာစာအုပ်အုပ်120ရှိတယ်စာအုပ်အုပ်90ကိုရောင်းလိုက်တယ် ซาอูบลาวจั่นตะเลတဲ့ဟုတ်ပြီเนาะ సై ဒီဇိုင်းมาတဲ့ซาอูဘလောက်ရှိရလဲတဲ့ซาอูပေါင်း120ရှိပါတယ်နောက်ထပ်ซาอูဩနောက်ပြီးကြတော့တဲ့ซาอู90ကိုရောင်းပလိုက်တာဟုတ်ပြီเนาะထပ်ဝင်လိုက်တာမဟုတ်เนาะရောင်းပလိုက်တော့သူ့စီမှာရှိတဲ့ซาอูထဲကနေဘာလို့တော့มาရော့သွားมาဗော90ရော့သွားมาဗောသူများကိုရောင်းလိုက်တာ ဟုတ်ပြီနော်ပတ်စံနေတော့တိုးလာမယ်စာအုပ်တွေတော့မလုပ်သွားမယ်ရော့သွားမှာပေါ့ဟုတ်ပြီနော်အဲ့တော့ဒီပုံစံမှာတော့ပတ်စံအကြောင်းမပါဘူးစာအုပ်တွေအကြောင်းပဲပါတယ်စာအုပ်ကစောစောပိုင်းရရှိတာကအုပ်120ရှိတာတဲ့ပြီးကြတော့တဲ့အုပ်90မလုပ်လိုက်တာရောင်းပလိုက်တာအဲ့ဒါဆိုရင်တဲ့စာအုပ်ဘလောက်ကျန်တာလဲတဲ့ကိုထဲကနေမလုပ်သွားလဲရော့သွားတယ်ဟုတ်ပြီနော်ရော့သွားတယ်နဲသွားတယ်ဆိုလို့ရှိရင်ဆရာမတော့မလုပ်ပြရအောင် နှုတ်ပေးရမှာစဉ်းစားတဲ့အချိန်ကြာနှုတ်ပြီးတော့စဉ်းစားမှာပေါ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်စာအုပ်ရှိတဲ့အရေအတွက်လေးကိုလည်းပုံလေးတွေနဲ့ ပြထားတယ်ဒီမှာ10,10,20,30,40,50,60,90,80,90,100,110,120ဟုတ်ပြီနော်အဲ့ဒီထဲကနေမှသူကဒီလိုလေးခွဲပြီးတော့ပိုင်းထားတာဒီအုံ90ကိုဘာလုံးလိုက်တယ်ရောင်းလိုက်တယ်ရောင်းလိုက်တော့ဗာမယ် မရှိတော့မရှိတော့ဘလောက်ကြံတာလဲတဲ့ကြံတဲ့အရေးအတွက်လေဟောပြီနော်ပုံလေးရာဆို10 20 30 40 50 60 80ဘလောက်ကြံတာလဲ80ကြံမှာပေါ့ဟောပြီနော်အဲ့လိုလေအဲ့တော့ဒါလေးရတော့ပုံထဲမှာကြည့်ပြီးတော့ပစံကနေတစ်ခါလေးပြောလိုက်တာဟုတ်ပြီလားပုံမပါတဲ့ပုံစံလေးဆိုကလေးတွေတို့ကိုမကူလေးနှုတ်ပြီးတော့မလုပ်ပြရစဉ်းစားပြရမယ်ဒါအစာအုပ်ပုံလေးတွေပါနေလို့ဟုတ်ပြီနော်ကဲဆက်ကြည့်ပါအောင်အဲ့တော့ တတတော့တဲ့ဒီလိုလေးတဲ့10 12ထုပ်ထဲကဟောပဲနော်စာအုပ်လေးတွေ10အုပ်လေးတွေကိုတစည်းတစည်းထားလိုက်တယ်ဟောပဲနော်10 12ထုပ်ထဲကတဲ့10အုပ်10အုပ်စီးထားတဲ့အထုပ်လေး12ထုပ်ထဲက15ထုပ်ကိုနှုတ်နိုင်တယ်တဲ့ဟောပဲနော်9ထုပ်ကိုဖယ်ပလိုက်တယ်နှုတ်ပလိုက်နိုင်ပါတယ်တဲ့သူကတော့တဲ့ဒီလိုလေးတွေးတယ်တဲ့ ဟုတ်လားစောစောကဆရာမပြောသလိုပဲဒီလိုလေးနှုတ်ချလိုက်မယ်အဲ့ဒါဆိုလို့ရှင်ညီညာချင်းလေးရေးပါဆိုသူထဲမှာရှိတယ်ပု္ပ္ပာလေးဖတ်ပြီးတာနဲ့ဆရာမတို့လုပ်တဲ့လုပ်ငန်းစဉ်ကဂိမ်းလေးတွေတွေ့ရင်ဝိုင်းလိုက်တယ်ဒီမှာ120ဒီမှာဂိမ်းလေးတွေ့တယ်ဝိုင်းလိုက်တယ်90အဲ့ဒါဆိုလို့ရှင်120တည်းက90ကိုနှုတ်ရတော့မယ်အော်ဗျာညီမချင်းလေးရဒီလိုလေးရေးမယ်ပြီးမှညဘက်အချမ်းမှာကျမတို့အဖြေလေးထည့်ပေးရဟုတ်ပြီနော် အဲ့ဒါဆိုလို့ရှိရင်ရှေ့ပိုင်းမှာစဉ်းစားခဲ့တယ်လို့ပဲဒီတိုင်းလေးညီမချင်းလေးပြီးပြီးတော့တို့ဟာ downline ပေါင်းတာတွေ downline နှုတ်တာတွေဟုတ်ပြီနော်လုတ်ခဲ့တယ်အဲ့တော့အခုဒီတိုင်းလေးမှာတော့လေ downline မလုတ်တော့ဘဲနဲ့ညီမချင်းဘေးကညာဘက်ကနေအဖြေလေးတစ်ခါလဲထည့်ပါဆိုဘယ်လိုလေးစဉ်းစားလိုက်မလဲဆိုတော့ ရှေ့ပိုင်းမှာစဉ်းစားခဲ့သလိုကဲပြန်ပြောကြည့်အောင်ဒီမှာလဲ၃ညာတလုံးဒီမှာလဲ၃ညာတလုံးဆရာမပြောခဲ့တာကတော့အဲ့ဒီ၃ညာတလုံးစီစင်တူပါနေလို့ရှိရင်တို့ကအဲ့ဒီ၃ညာဒီဘာကိုကိုစားပြုလဲ၃ညာလေးတလုံးကဆယ်ကိုကိုစားပြုတယ်ဟုတ်ပြီနော်အဲဆိုရင်နောက်က၅၃ညာကလည်း90ဟုတ်ပြီနော်ရှေ့က၅၅ပဲ၃ညာလေးတလုံးကဆယ်ကိုကိုစားပြုတယ်ဟုတ်ပြီနော်သူရဲ့ရှေ့ကအကင်းကနဲပါနေတာဟုတ်50 ဟုတ်ပြီเนาะကိန်းကနန်းရဲ့နောက်မှာ300တလုံးပါရင်10ဆိုပြီးတော့ရှေ့မှာဘာပါလဲစနစ်လေးပါတဲ့အတွက်ဘလောက်10ဖြစ်သွားတယ်စနစ်10ဖြစ်သွားတယ်အဲဒီလိုလေးစိတ်ထဲမှာတန်းပြီးတော့သိရမှာဟုတ်ပြီเนาะရှေ့ခန်းမှာပြောခဲ့ပြီးသားเนาะအဲ့တော့စနစ်10လေးကနေ90ကိုနှုတ်ရင်ဘလောက်ကျန်ပါလဲကလေးတွေဘလောက်ကျန်ပါလဲ90ကျန်ပါပေါ့အဲ့တော့10ဆိုတာက300တလုံးဟုတ်ပြီเนาะ300တလုံးဆိုတော့ခွန်300ဒီလိုလေးရေးလိုက်တာပေါ့ ဟုတ်ပြီနော်အဲ့တော့သူကအုတ်120အုတ်90လို့ပြောတဲ့အတွက်နောက်ကလိုက်ပြီးရေးပေးရမယ်စာလေးရှိပါသေးတယ်အုတ်90ဒါမှမဟုတ်ရင်90အုတ်ဒါလေးပါတော့ပါမရှိရပဲပါပါနောက်ကပဲပါပါရဟုတ်ပြီနော်အခုဆရာမအဖြေထိုးပေးလိုက်တယ်ဘယ်လိုရေးလဲ90အုတ်ရမှာနော် ။ဟောပြီတို့နံပါတ်1လေးကြည့်ရအောင်။နံပါတ်1ကဘာလို့ပါတဲ့။တွတ်ပါတဲ့ကလေးတွေ။ကကြီး180အနှုန်း90ဟောပြီနော်180အနှုန်း90အဲဆိုလို့ရှိရင်တို့ဗာလေးစင်တူပါလေ။တုံညာတစ်လုံးစီစင်တူပါတယ်။အဲဒါဆိုရင်စိတ်ထဲမှာဘလို့လေးတွေးလိုက်မှာလဲပြော။စက္ကွန်10နောက်က9 3ကက90ဒီလိုလေးရှေ့က10 90နောက်က90အဲ့ဒါဆိုရင်စက္ကွန်9ကိုနှုတ်မယ် ဟုတ်ပြီနော်အဲ့တော့ဆယ်ဥစုလေးဆိုဆီမှာတော့အများအားပြောတဲ့30နဲ့ခွန်ရယ်30နဲ့ခွန်အဲ30တဲ့ကနေကိုကိုအရင်နှုတ်လိုက်လို့ရှိရင်တစ်ကြံမယ်ဟုတ်ပြီနော်တစ်ရယ်ခွန်ရယ်ပေါင်းတော့ဘလောက်လဲ8 8 10ဒီလိုလေးရမှာဟုတ်ပြီနော်စိတ်ကူးလေးကနေမြန်မြန်လေးပေါင်းလိုက်နှုတ်လိုက်တာပေါ့အဲ့တော့80ဆိုတော့83ညာတို့ကလေးတွေစိတ်ထဲမှာဒါလေးကဂိန်းကနန်းလေးတွေကိုစိတ်ထဲကနေတွေးလိုက်တဲ့အတွေးလေးဟုတ်ပြီနော်အဲ့တော့ခြားတော့မရေးရပါဘူးအဖြေတစ်ခါတည်းတန်းကြီးလိုက်ရအောင် ဟုတ်ပြီနော်ဘလို့ဖြစ်ကိုယ်စိတ်ထဲမှာဘလို့ဖြစ်သွားတာလဲဆိုတဲ့တွေးပုံတွေးနေအစဉ်အစဉ်ကိုဆရာမကချပြီးတော့ကလေးတွေနဲ့အတူတူရေးပြတာဟုတ်ပြီလားအဲ့တော့ခါခွေး130အနှုတ်60အဲ့ဆိုရင်တို့ကလေးတွေဘလို့တွေးလိုက်မှာလဲတွေးပုံတွေးနေလေးဆရာမကိုပြောပါဦး 30အနှုန်း60ဒီလိုလေးဟုတ်ပြီเนาะ၃ညာလေးတစ်လုံးစင်လို့ပါနော်အဲဆိုလို့ရှင်10လေးခဏခြံထားပြီးတော့ဘယ်ထက်ရဘယ်ဟုတ်နှုတ်မလဲ73လေးကနေ6ကိုနှုတ်မယ်73ဆိုတာ30ရဲ့3ရဲ့ခွဲပြီးတော့သိရမယ်เนาะ30လေးက6ကိုအရင်နှုတ်လိုက်ရင်4ရဲ့3ရဲ့ပေါင်းရင်ခွန်ဟုတ်လား4ရဲ့3ရဲ့ပေါင်းရင်ခွန်အဲ့တော့ဘယ်လောက်စဲ90 10ဟုတ်ပြီเนาะ90အဲ့တော့10ညမှာ3ညလေးပြန်ရေးလိုက်တော့ခွန်3ညဒီလိုလေး ဟုတ်ပြီနော်အတန်းလိုက်လေးဒီလိုလေးတစ်ချောင်းနဲ့ရေးရင်ရပြီနော်ကလေးတွေဒီအချောင်းလေးပဲရေးအောင်မယ်ရမလားဒီရောက်ကအချောင်းတွေကရေးစရာမလိုဘူးစိတ်ကူးထဲမှာရှိတဲ့ဟာလေးကိုဆရာမကရေးပြတာကငယ်130အနှုံး20ဟုတ်ပြီနော်အဲဆိုကလေးတွေတွေးပြမအောင်စိတ်ထဲမှာဘယ်လိုလေးတွေးလိုက်လဲကလေးလေးတွေစိတ်ထဲဘယ်လိုတွေးလိုက်လဲရှေ့က70နောက်က20အဲဆိုရင်တို့ဘာလုပ်ရအောင်မလဲ70ထဲကနေ2ကိုနှုတ်ပြရအောင်အဲဆိုဘလောက်လဲကလေးတွေ 90ဟုတ်ပြီเนาะ90ရပါတယ်အဲဆိုရင်9 3ညလို့ဆိုပြီးတော့ညဘက်မှာသွားပြီးတော့ရေးလိုက်ရုံပဲဖြေးလေးဒါလေးကတော့စိတ်ကူးထဲမှာရှိတဲ့အတွေးလေးပါဒါလေးရေးစရာမလိုဘူးเนาะဟုတ်ပြီနံပါတ်1လေးကြည့်အောင်เนาะဖတ်မယ်900အနုံ300ကိုဘယ်လိုတွက်မလဲတဲ့ 900လေးကနေတဲ့300အောင်တော့ဘလို့တွက်မှာလဲတဲ့ဟုတ်လားအဲ့တော့ကလေးတွေဒီမှာစာအုပ်ထဲမှာလဲပုံလေးတွေပြထားတယ်ဟုတ်ပြီလားပါပုံလေးတွေလည်းကြည့်ပါဦးဒီမှာတရားလို့ရေးထားတယ်တရားတရားတရားဟုတ်ပြီနော်အဲ့တော့တရားအထုံလေးတွေပေါ့ဟုတ်ပြီလားတရားအုပ်စုလေးတွေပေါ့ဒီလိုလေးပြောလို့ရတယ်အဲ့တော့တရား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 ဟုတ်ပြီနော်လေးအုပ်စုရှိသွားရင်နော်၄၅၆ခွန်ဆိုတော့ဘယ်နှရတော့900 ဟုတ်ပြီနော်အဲ့ဒီ900တဲကနေ300ကိုဖယ်ထုတ်လိုက်မယ်ဟုတ်ပြီလားအဲဒီလိုလေးတွေးလိုက်မှာအလားဆိုလို့ရှိရင်ဖယ်ထုတ်လိုက်ရင်ဖယ်ထုတ်လိုက်တော့ဒီအုပ်စုကမရှိတော့ဘူးအဲ့ဆိုဘယ်လောက်ကျန်မှာလဲဒီဘက်မှာ1 2 3 4အုပ်စု4စုကျန်တော့ဘယ်နေရာကျန်မှာလဲ400ကျန်မှာပေါ့ဟုတ်ပြီနော်အဲ့တော့400ကျန်မှာဆိုတော့တို့ကဒီလိုပုံလေးတွေနဲ့ပြရင်တော့မျက်စိတွေပို့ပြီးတော့မြင်တာတာပေါ့ ဒါပေမဲ့ပုံစံတိုင်းအကုန်လုံးကိုဒီလိုပုံဆွဲပြီးတော့တွက်နေဖို့အချိန်ရှိမှာမဟုတ်ဘူးเนาะကလေးတွေအဲ့ဒါဆိုရင်ဆရာမတို့ကဘလို့လေးတွေးပြီးတော့တွက်ရမလဲကြည့်ရအောင်900လေးကနေ300ကိုနှုတ်မယ်အဲ့ဒါဆိုလို့ရှိရင်ရှေ့မှာတော့10အုပ်စုထားခဲ့တာ ဟုတ်ပြီနော်၃ညာတလုံးစီစင်တူပါတယ်ဟုတ်ပြီနော်ရှေးရဂိမ်းမှာလဲ၃ညာတလုံးနောက်ကဂိမ်းမှာလဲ၃ညာတလုံးအခုကြတော့၃ညာကဘယ်နှလုံးစီလဲနှလုံးစီတူတူပါနေတယ်ဟုတ်ပြီနော်၃ညာနှလုံးရဲ့ရှေ့မှာဂိမ်းတလုံးရှိနေတယ်၃ညာနှလုံးအဲ့ဆို၃လုံးဖြစ်တော့ခုစေရာဆိုတော့ဒီမှာဆိုရင်ခုစေရာဆိုတော့ရှေ့ရဂိမ်းလေးကိုဘယ်နှညာလို့ဖတ် 900နောက်ပါဂိမ်းလေးကို300အဲဆိုဂိမ်းနှလုံးစီစဉ်သူရှိတဲ့အတွဲတို့ဟာဆယ်အုပ်စုအနေနဲ့တွေးရမာလာရာအုပ်စုအနေနဲ့တွေးရမာလာရာအုပ်စုအနေနဲ့တွေးလို့ရတယ်ဂိမ်းနှလုံး300နှလုံးစဉ်သူရှိနော်အဲဆိုရင်ဘလောက်ရရှိက900နောက်ကဘလောက်ရ300အဲ့တော့စိတ်ကူးထဲမှာ900တဲ့ကနေ300ကိုနှုတ်ကြည့်လိုက်အဲ့တော့ရာလေးတွေစိတ်ထဲကနေခဏဖြောက်ထားမယ် ဟုတ်ပြီနော်အဲ့တော့ဘယ်ထက်ကဘယ်နှုတ်ပါလဲခွန်ထဲကနေ၃ကိုနှုတ်လိုက်မယ်အဲ့တော့ခွန်ထဲကနေ၃ကိုနှုတ်ဘယ်လောက်ကျန်မှလဲ၄ကျန်မယ်အဲ့ကြောင့်မှရာလေးထည့်ပြီးတော့ပြန်စဉ်းစား၄ရာဟုတ်ပြီနော်အဲ့တော့ဂိင်္ဂဏန်းလို့ရေးမယ်ဆိုလို့ရှိရင်၄၃ည၃ညဟုတ်ပြီနော်၄၃ည၃ည၄ရာဖတ်လိုက်တော့၄ရာဒီလိုလေးအဖြေလေးရေးပေးမယ်၄ရာပါရမလားကလေးတွေ ဟုတ်ပြီနော်အဲ့တော့ရာအုပ်စုဆိုလို့ရှိရင်သုံးညာနှလုံးစင်တူရှေ့နဲ့နှောင်းနဲ့မှာပါနေမှာရာအုပ်စုသုံးညာတစ်လုံးစီပါရင်ဒိုရှေ့မှာတော့ဆယ်အုပ်စုဖွဲ့ခဲ့တာဟုတ်ပြီနော်အဲ့တော့ဒီမှာကဒိုကနံပါတ်2ဆိုပြီးတရိကံပုံလေးတဲ့ထည့်ထားတော့ဒါလေးကသင်္ဘူသင်္ကန်းစာအသစ်အဲ့ဆိုဘာအုပ်စုဖွဲ့လိုက်တာလဲရာအုပ်စုဖွဲ့လိုက်တာအရှိမအောင်ကဘာအုပ်စုပဲဖွဲ့ရသေးတာဆယ်အုပ်စုပဲဖွဲ့ရသေးတာနော်ဒီချာလေးလိုက်ကြည့်ပေးနော်အဲ့တော့ဒုကဆယ်အုပ်စုဖွဲ့မှာလားရာအုပ်စုဖွဲ့မှာလားဒါလေးတော့ဖွဲ့တတ်ပြီ ဒါဆိုလို့ရှိရင်တွေ့ရတာသူများထဲပို့ပြီးတော့မြန်သွားမှာပေါ့ဟုတ်ပြီလားနံပါတ်2လေးရောက်ပါပြီเนาะနံပါတ်2ကဘာလုပ်ပါတွက်ပါတဲ့ဟုတ်ပြီကကြီးကြည့်ရအောင်ဟုတ်ပြီเนาะကဲဖတ်ပြပါအောင်ဆရာမကို ရှိရာအနှုံ900အဲ့ဒါဆိုရင်တို့စိတ်ကူးတဲ့ဘလူလေးတွေးလိုက်မှလဲဆရာမကိုပြောပါဦးဒီမှာတုံညာလေးနှလုံးစီစင်တူပါတယ်ဒူဒူလေးပါမနော်အုပ်စုဖွဲ့တယ်ဆိုလို့ရှိရင်တူမဖွဲ့လို့ရမှာအဲ့ဒါဆိုရင်တုံညာနှလုံးခု100ဆိုတော့သူ့ကိုရှိရာဖတ်တယ်ဒီမှာလဲတုံညာနှလုံးခု100ဆိုတော့900ဖတ်တယ်အဲ့တော့စိတ်ထဲမှာဘလူတွေးလိုက်လဲဆရာမကိုတွေးပြအောင် ရှင်းရာအနုံငါရာဟုတ်တယ်သုံးရနှလုံးနေရာမှာရာလေးအစားသွင်းလိုက်တာအဲ့တော့ရာလေးကိုစိတ်ထဲကနေခဏဖြောက်လိုက်ပြီတူတူပဲဆိုတော့ဟုတ်ပြီနော်အဲ့ဆိုဘာထဲကဘာကိုနှုတ်လဲရှစ်ထဲကငါးကိုနှုတ်လိုက်မယ်အဲ့တော့ဘလောက်ပဲကြံမလဲသုံးကြံမယ်အဲ့တော့သုံးရာကြံတာပေါ့သုံးရာဆိုဂိမ်းလေးတွေရေးမယ်ဆိုရင်သုံးသုံးညာသုံးညာသုံးရာဟုတ်ပြီနော် ခဝေး600အနုပ်400အဲ့ဒါဆိုစိတ်ထဲဘလို့လေးတွေးလိုက်တာလေရှေ့ရကင်းက600နောက်က400ဟုတ်တယ်ဘာလို့600 400ဖြစ်တာလဲဆိုတော့ဒီမှာရအောင်စုတုံညာနှလုံးလေးစင်တူပါနေတဲ့ရှေ့ကတုံညာနှလုံးရဲ့ရှေ့ကခု100ရသူကလည်းခု100ရဟုတ်ပြီနော်ရအောင်စုစင်တူဖြစ်နေတယ်အဲ့တော့ရလေးတွေခဏထားမယ်ဘယ်ထည့်ရပဲနှုတ်လိုက်တော့6ထည့်ကနေ၄ကိုသွားပြီးတော့နှုတ်လိုက်တော့မယ်အဲ့ဒါဆိုဘယ်လောက်ကြံမလဲကလေးတွေ နှစ်ကြံမယ်နှစ်ရအဲကြတော့ကိန်းကနန်းလေးဖြစ်ရေးရင်နှစ်၃ညာ၃ညာ၂ညာဟုတ်ပြီနော်ကောင်းငယ်ဖတ်ပြပါအောင်900နှုတ်200ဟုတ်ပြီစိတ်ထဲမှာဘလို့လေးမြင်လိုက်တယ်တွေးလိုက်လဲကိုရာတဲ့ကနေနှစ်ရာကိုနှုတ်မယ်အဲ့လိုလေးတွေးလိုက်ပြီအဲ့တော့ရာလေးတွေခဏချန်ထားတဲ့ပြီးဘယ်ထက်ကဘယ်ကိုနှုတ်ပလိုက်ကိုတဲ့ကနေနှစ်ကိုနှုတ်ပလိုက်မယ်အဲ့ဒါဆိုဘလောက်ကြံပါလဲခုနှစ်ကြံပါပေါ့အဲ့တော့ဘလောက် ခုနေရာဟုတ်ပြီနော်ကဲခင်ငန်းလေးရေးပါအောင်ခုနေ၃ညာ၃ညာခုနေရာရမလားကလေးတွေအဲ့တော့ဒါလေးတွေကကလေးတွေရဲ့စိတ်ကူးထဲမှာရှိတဲ့အတွေးလေးတွေကိုမေးပြီးတော့ရေးပြတာဖြစ်တဲ့အတွက်ဒူဒါလေးတွေကရေးစရာ မလိုဘူးဒီကိန်းလေးတွေရေးစရာမလိုပါဘူးဟုတ်လားအဲ့တော့တို့ကဘယ်ပဲချမ်းလေးရကိုယ်ညာဘက်ချမ်းလေးတွေမှာစိတ်ကူးလေးရနေတွေးပြီးတော့ရတဲ့အဖြေလေးကိုညာဘက်မှာအောက်ရေးလိုက်ရပါ တို့လေးတစ်ချောင်းနဲ့ပဲလို့တာဟုတ်ပြီနော်ကြံတဲ့နှစ်ချောင်းကတော့ဆရာမတို့စိတ်ကူးထဲမှာရှိတဲ့ဟာကိုတွေး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 သွားလိုက်တာဟုတ်ပြီနော်ရမှာနော်ကလေးတွေနံပါတ်3မလုပ်ပါတဲ့ တွက်ပါတဲ့ဟုတ်ပြီနော်ကဲကြည့်ရအောင်ကလေးတွေကာကြီး460အနှုတ်50လိုက်ပြောမယ်နော်460အနှုတ်50အဲဆိုရင်ဆရာမကိုပြောပါဦးရှေကနန်းနဲ့နောက်ကနန်းစင်တူလေးကဘယ်နှလုံးပါလဲ၃ညလေးတစ်လုံးစီပဲစင်တူပါတယ်အဲဒါဆိုရင်ဆရာမကိုတခြားလေးပြောမယ်နော်ဆယ်ဥစုဖွဲ့မှာလားရာဥစုဖွဲ့မှာလားဘာဥစုဖွဲ့မှာလဲဆယ်ဥစုဖွဲ့မယ်ဟုတ်ပြီနော်၃ညနှလုံးစင်တူပါမှာ ရာအုပ်စုဖွဲ့မှာဟုတ်ပြီလားအဲ့တော့ဒီမှာမိမိကလည်းပြောတယ်တစ်ဆယ်အုပ်စုသဘောကို၃ရင်းနဲ့46အနှုန်း5အဖြစ်တွက်နိုင်နေတဲ့သူကလည်းတစ်ဆယ်အုပ်စုဖွဲ့တာတို့ကလည်းတစ်ဆယ်အုပ်စုဖွဲ့ထားတာအဲ့ဒါဆိုပြန်ပြောရှေ့ကဘယ်လိုလေးရေးမလဲ4639ကို46 10လို့ရေးပြီးနောက်က939ကို90လို့ရေးမယ်အဲ့ဒါဆိုလို့ရှိရင်တို့တွေးရမယ့်အတွေ့အလျောက် 46 100ထဲကနေ90ဝနှုတ်ဆိုတော့သူက10လေးနေခဏဖဲထားဟုတ်ပြီနော်အဲ့ဒါဆိုဝယ်ထဲကပဲကိုနှုတ်လိုက်ရုံပဲတော့45 46ထဲကနေ9ကိုနှုတ်လိုက်ရုံပဲအဲ့တော့ဒီမှာရှိတဲ့မိမိလေးတွေးတာနဲ့အတူတူပဲ10အုပ်စုသဘောဟုတ်ပြီနော်အဲ့လိုတွေးလိုက်လို့ရင်တဲ့46နှုတ်9ဆိုမြန်မြန်ပြီးတာပေါ့ဆရာမတို့ကတော့တစင်ငယ်ဖြည်းဖြည်းချင်းသွားမယ်ကျွမ်းကျင်သွားပြီဆိုရင်တန်းပြီးတော့နှုတ်လိုက်ရပဲအဲ့ဆိုရင်46ထဲက9ကိုနှုတ်ကြည့်လိုက်မယ်ဘယ်လောက်ကျန်လဲကလေးတွေ 50နဲ့10 10ပြန်ထည့်လိုက်ပြီဟုတ်ပြီနော်အဲဆိုအဖြေလေးရေးမယ်ကိန်းခဏအဖြေရေးမယ်ဆိုရင်ဗာလေးတွေရေးရမှာလဲပြော4 10 3ညဟုတ်ပြီနော်4 3ညအဲ့ဒါဆိုရင်ဘယ်လောက်လဲ400နဲ့30ဖတ်မယ်ဟုတ်ပြီနော်410ဒီလိုလေးပြောမှာခါခွေးဖတ်ပါဦး 980အနှုတ်40အဲ့တော့တုံညာလေးကဘယ်နှလုံးစီပဲလဲတလုံးစီပဲစင်တူပါနေတာအဲ့ဒါဆိုရင်ဘာအုပ်စုပဲဖွဲ့လို့ရလဲ10အုပ်စုပဲဖွဲ့လို့ရတယ်အဲ့တော့ရှေ့ကဘယ်လောက်10 90 80နောက်ကဘယ်လောက်10 40အဲ့တော့10လေးတွေခဏဖယ်ထားပြီးဘယ်ထက်ပဲနှုတ်90 80ထဲကနေ၄ကိုနှုတ်လိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့98ထဲကနေ၄ကိုနှုတ်ရင်90နဲ့ 40လေးပြန်ရေးမယ်50 40အဲဆိုကိန်းကနန်းနေဖြစ်ရေးရင်ဘာတွေရေးရမှာလဲ5 4 3 90နေရာမှာ3000လေးပြန်ထည့်လိုက်ရုံပဲဟုတ်လားအဲ့တော့ဘယ်လိုလေးဖတ်လိုက်တာလဲ940အဖြေလေးက940ကဲနောက်တစ်ပုတ်ကြည့်ရအောင် ကငယ်390အနှုတ်80 390တည်းကနေ80ဦးနှုတ်ကြည်လိုက်အောင်သုံးညာတစ်လုံးစီပဲပါတယ်အဲဆိုဘာအုပ်စုပဲဖွဲ့လို့ရမယ်10အုပ်စုပဲဟုတ်ပြီနော်10အုပ်စုပဲဖွဲ့လို့ရမယ်ဆိုတော့ဘလောက်10တည်းကနေဘလောက်10ဦးနှုတ်390တည်းကနေ90ဦးနှုတ်အိုး10လေးတွေခဏဖေးထားအဲဆိုရင်39တည်းကနေ90ကိုနှုတ်အဲဆိုဘလောက်ရမှာလဲ30နဲ့20 အော်အဲ့ဒါလေးကိုကိန်းကနန်းအဖြစ်ရေးမယ်ဆိုဘလို့လေးရေးမှလဲ3 2 3 9 3 2 3 9 3ညအဲ့တော့10နေရာမှာ3ညလေးထည့်လိုက်တယ်အဲ့တော့3နဲ့3ညကိုတွေ့ရင်ဘယ်လိုလေးဖတ်ရမှာလဲ320 320ရမယ်နော်ကလေးတွေဟုတ်ပြီနော်အော်အဲ့လိုလေးတွေးပြီးတော့တို့ကနှုတ်ကြပါ ဟုတ်ပြီလားအဲ့တော့သူပြောတဲ့အတိုင်းဆိုကကြီးဆိုတုံညာလေးဆံမကနောက်တစ်ခေါက်ပြန်ပြောပြီးအဲ့တော့တုံညာလေးကိုခဏဖယ်ထားတယ်ပြီးတော့အဲ့တော့46ထဲကနေ45ကိုနှုတ်တဲ့ပုံစံလေးစဉ်းစားလိုက်တာမဟုတ်ဘူးလားဆယ်အုပ်စုဖွဲ့လိုက်တာအဲ့တော့ခါခွေးကြရင်ရောဆယ်ဆိုပြီးတော့တုံညာလေးတစ်လုံးခဏဖယ်ထားတယ်ပြီးတော့58ထဲကနေ4ကိုနှုတ်ပြီးစဉ်းစားလိုက်တာမဟုတ်ဘူးလားအဲဒီလိုလေးဟုတ်ပြီနော်58ကနေ4ကိုနှုတ်ပြီးတော့စဉ်းစားလိုက်တာ ပြီးမှ300လေးပြန်ထည့်လိုက်တာဟုတ်ပြီနော်ကောင်းငယ်ကြရင်ရော39တဲကနေပါဦးနှုတ်ပြီးစဉ်းစားလိုက်တာခွန်ကိုနှုတ်ပြီးစဉ်းစားလိုက်တာပြီးမှတို့ခဏဖေထားတဲ့300လေးပြန်ထည့်လိုက်ရင်ရပြီဟုတ်လားအဲ့ဒါအဲ့ဒီရဲ့သဘောတရားကဘာကိုသုံးတာလဲဆိုတော့10အုပ်စုကိုသုံးသွားတာဟုတ်ပြီနော်10အုပ်စုဖွဲ့ပြီးတော့သုံးသွားတာမြင်နေနော်ကလေးတွေရမနော် ါပြီဆရာမရဲ့သင်ခန်းစာကဒီနေ့တော့ဒီလောက်ပါပဲနောက်ရမှာဆရာမနဲ့ပြန်တွေ့ရအောင်เนาะ